အမင်္ဂလာပါအာကျွန်တော်ဂရိပေးထားတဲ့အတိုင်းဒီနေ့ကျွန်တော်ဒီအာရင်ခွဲရုံရဲ့အကြောင်းပထမပိုင်းကိုကျွန်တော်ဆက်ပြီးတော့ပြောမှာဖြစ်ပါတယ်ဒီဥစ္စာကတော့ဗမာပြည်ရရင်ခွဲကုန်တော့ရင်ခွဲရုံတော့ပို့ပါအောင်အာနိုင်ငံခြားရင်ခွဲရုံပါတော်တော်သူရဲ့တင်းတဲ့စင်နော်အာယူရဲပုံစံတွေကတော့ အာခတ်စင်နေနေပဲလေပြောလို့ရပါတယ်เนาะအော်ဒါအလောင်းဝန်တည်လာတယ်เนาะတည်လာပြီးတော့မှအာဒီအလောင်းကိုသူစင်တော်တင်နေပုံဖြစ်ပါတယ်အဲ့တော့အဲ့တော့ပြောချင်တာကတော့တဲ့ပြောပြချင်တာတော့ပါပါ အာဟိုကျွန်တော်ဂရိပေးထားတဲ့အတိုင်းအာရင်ခွဲဥတော်ပြောမယ်ဆိုတော့တချို့ကလည်းတွေ့ရင်တွေ့မှာပေါ့နော်တွေ့ရအောင်ဘယ်လောက်စိတ်နေရအချိန်မှာဘာကြောင့်မရင်ခွဲဥတော်ပြောမလဲပေါ့လေဆိုတော့ဘုဇုဒရာရင်စေခြင်းတဲ့အကြောင်းတစ်ကြောင်းနောက်တစ်ခုကတော့ဟိုကျွန်တော်စိတ်ထဲမှာပြောခြင်းလို့ပါဒီကတော့ပုံမှန်လေးနေဝိခါကျွန်တော်ပြောခြင်းနဲ့စိတ်ရှိလို့ပါအဲ့တော့ စအောင်ကျွန်တော်ပြောမှာတော့ဒီကျွန်တော်စေတက်ကူမှာနောက်ဆုံးတတိယနှစ်ကစပြီးတော့ကျွန်တော်ရင်ခွဲရုံသွားပါတယ်နော်တတိယနှစ်မှာရင်ခွဲရုံသွားရတယ်အဲ့တော့အဲ့နောက်နောက်ဆုံးနှစ်အပိုင်းကမှလည်းရင်ခွဲရုံသွားပါတယ်အဲ့တော့အဓိကကတော့နှစ်ခုရှိပါတယ်နော်ယောဂဗေဒဌာနရဲ့ဟောပါတော့ယောဂရှာဖွေတဲ့ နော်လူလူလူတွေကိုပြန်ပြီးရင်ခွဲခွဲပြောပါတော့သူကဘာယောဂနဲ့သိဆုံးလဲဆိုတော့အပြင်းမမဆေးကုတဲ့သူရဲ့ diagnosis ကိုခေါ်တဲ့ဆုံးဖြတ်ခြင်းနဲ့အဲတကယ်သိဆုံးသွားတဲ့လူကိုခွဲကြည့်ပြီးတော့မမမချိန်ထိုးတာတစ်ခုပေါ့လေနော်နောက်တစ်ခုကတော့မူကင်းဆေးပညာနော်မူကင်းဆေးပညာကတော့သူသိရဆိုရင်သိရခြင်းအကြောင်းပေါ့နော် အကျိုးဆက်ချပြီးတည်တဲ့လူကတကယ်ကျိုးဆက်ချတရားလားအာတည်ပြီးတော့မှကျိုးချီပြီးတော့အပေါ်မှာတင်ထားတာစသဖြင့်ပေါ့လေနော်အများကြီးပေါ့အဲအဓိကကျွန်တော်ပြောချင်တာကတော့အဲ့ဒီပညာရေးအကြောင်းပေါ့ပဲရင်ခွဲကိုအကြောင်းပဲဖြစ်ပါတယ်အဲရင်ခွဲကိုအကြောင်းကိုကျွန်တော်ဗာကြောင့်ပြောချင်လဲဆိုတော့ကျွန်တော်စိတ်ထဲမှာအမှတ်ရရဖြစ်နေတဲ့အကြောင်းတွေရှိတယ်လို့ပါကျွန်တော်ပထမဆုံးပြောမယ့်အပိုင်းတစ်ကတော့အာမြောက်ဩကလာပါဆေးကိုမှကျွန်တော်ပထမဆုံး ဒီရင်ခွဲရုံအတွေ့အကြုံပေါ့လေအဲတတိယ MBBS ပေါ့နော်တတိယ MBBS မှာကျွန်တော်ပထမဆုံးသွားတဲ့နေ့ပေါ့နော်အဲပထမဆုံးသွားတဲ့နေ့မှာအဲကျွန်တော်အသက်ဘယ်လောက်ရှိမလဲဗျာ23နှစ်လောက်ပဲရှိပါသေးရဲ့20 23ပေါ့1983နှစ်လောက်ပေါ့နော်အဲမှာအာကျွန်တော်အာရင်ခွဲရုံနဲ့နဖူးတွေလူတွေပထမဆုံးတွေ့ရပါတယ်အဲ့တော့ ကိုယ်နဲ့ပြောရင်တော့အားလုံးကဟန်ကို့ဘူသာလှုပ်နေကြတယ်သူတွေအားလုံးကစိတ်တော်လှုပ်ရှားကြပါတယ်ကြောက်တဲ့လူလည်းကြောက်တယ်เนาะနည်းနည်းကြောက်တဲ့လူနည်းနည်းကြောက်တဲ့လူနည်းပဲဟွာနိုင်မယ်ထင်ပါတယ်မကြောက်ဘူးဆိုတာတော့မရှိပါဘူးအဲ့တော့ရင်ခွဲုံနဲ့ဝင်သွားတယ်ကျွန်တော်ပထမဆုံးပါမြင်ရတယ်ဆိုတော့မြောက်ကလာပါစေဦးကြီးပေါ့เนาะအဲ့ချိန်မှာသူကအစ်စ်ဆက်ဆက်ပဲရှိပါသေးတယ်เนาะမြောက်ကလာပါစေဦးကအဲ့တော့အဲ့မှာရင်ခွဲုံကလည်းအစ်စ်ပါနော်အဲ့တော့အစ်စ်မှာ ကျွန်တော်တို့ဟိုဟာအဲပထမဆုံးတွေ့ရတဲ့လူနာပေါ့နော်အဲဒီလူနာအလူသေးပေါ့လေနော်လူခွဲတော်သွားတဲ့အဲလူဟာသူကကျွန်တော်ဝင်သွားတာ ਨੇ ဘာမြင်ရလဲဆိုတော့ရင်ခွဲရုံကဘလို့ရှိတယ်ဆိုတော့သူကအလဲမှာရင်ခွဲတဲ့ဒီစပွဲကြီးရှိတယ်။နောက်အပေါ်မှာချင်းကျိုးလိုမျိုးနဲ့ဆွဲတဲ့ဟာတွေပါရှိတယ်။ အပေါ်မှာပေးမှချိန်တဲ့နော်လူတွေရဲ့ကလေးစားပေါ့နော်ခွဲပြီးအဲ့ဒါရှိတယ်နောက်တစ်ခါတီးဖြတ်တဲ့နော်စောက်တွေလွှာတွေပါလေညာလေးပေါ့ဗျာအကုန်အားရေအကုန်လုံးရှိတယ်အဲအဲကျွန်တော်တို့ចောင်းသားတွေကတော့သူရဲ့ပပတ်တယ်မှာကျွန်တော်တို့ဝိုင်းပြီးတော့မတက်ရက်နော်ဒီခွဲမဲ့အဲ့ဒီရင်ခွဲတဲ့ခုံရဲ့ပပတ်တယ်မှာကျွန်တော်တို့ဝိုင်းပြီးတော့ရက်ပြီးတော့ကြည့်ရပါတယ်နော်အဲ့တော့အဲ့မှာပထမအောင်ဆုံး အဲအဲ့ဒီအမမရဲ့ဟာသူကတော့သူကအမျိုးသမီးတယောက်ဖြစ်ပါတယ်။နော်အဲ့ဒီအမျိုးသမီးဟာသူကအအသက်အရွယ်အစိတ်30ဝန်းကျင်လောက်ရှိမယ်။အဲသူတည်တဲ့အကြောင်းကအအစိတ်တော်ပြီးတည်ရလို့ကျွန်တော်ထင်ပါတယ်။အဲ့တော့အအဲ့တော့အသားဖြူဖြူနဲ့ဟိုဘာရဲကြိုင်းကြီးကြုံရုပ်ပေါ့နော်။အဲ့တော့ သူရဲ့ဘယ်ဘက်ရင်သားမှာအဲလူတယောက်ရဲ့နာမည်ကိုတက်တူးထိုးထားပါတယ်အဲ့တော့အဲ့မှာကျွန်တော်တို့ကဟိုပါပေါ့နော်ဟိုဆရာတွေကရှင်းပြတာပေါ့နော်ဒါဘယ်လိုမျိုးတက်တူးထိုးထားခဲ့ပြီးရှိတော့နော်ဒါကဟိုအဲ့ခေတ်ကအယူဆပါလေနော်အဲ့ခေတ်ကနေလေဒီလိုမျိုးနေလေဒီလိုတက်တူးဆိုတာဟိုအဲ့လိုတက်တူးထိုးလို့ရအခင်မဟုတ်ဘူးလေ နော်အောင်ရင်သားမှထိုးစားပို့ပြီးခဲရပါတယ်အဲ့တော့ဒါမျိုးဆိုရင်ဒီတူစီဟိုက်တို့ရာဇဝင်မှုတို့ဘာလို့လဲအဲမကင်းနေနော်လူမျိုးဖြစ်နိုင်နေပေါ့နော်ဒါသူ့ရဲ့ background ကိုသူရုပ်ရည်နဲ့ပြင်ပစရာကိုချိပေါ့အဲ့တော့ဆရာရှင်းပြတော့ကျွန်တော်မှတ်မိရယ်အဲနော်နောက်တစ်ခါတက်တူရဲ့အကြောင်းအောင်လည်းပြောပြတယ်နော်တက်တူထိုးလိုက်တယ်ဆိုလို့ရှိရင်တက်တူထိုးလိုက်လို့ရှိရင်သူ့ရဲ့ဒီတက်တူရဲ့ဆေးဟာသူက ဲမှာသွားပြီးတော့ဘလောက်ပဲတက်တူကွယ်ပြောက်သွားပါစေသူရဲ့ပြိုင်ရည်ကြောချိတ်ပေါ့နော်အထူးသဖြင့်ကျွန်တော်ဂျိုင်းမှာရှိရဲ့ပြိုင်ကြောချိတ်မှာသွားပြီးတော့ဒီဈေးအပြာတွေကသွားရှိနေမယ်ဆိုတဲ့အကြောင်းလည်းရှင်းပြရကျွန်တော်မှတ်မိနေတယ်အဲပြီးတော့ကျွန်တော်တို့အားလုံးကြည်နေကြတဲ့အချိန်မှာပဲအဲခွဲတဲ့လူတွေကဆရာဝန်မဟုတ်ဘူးเนาะအိမ်ရင်ခွဲရုံကအလုပ်သမားတွေပဲသူတို့ကနေတိုင်းနေတိုင်းဒီအလုပ်ကိုလုပ်တော့သူတို့ကကြွနေနေပြီဟိုဆရာဆရာတွေကလည်းပြရပဲကြည်တယ် ဲတကယ်ခွဲတာကတော့အဲရင်ခွဲရင်ကလို့မအူလေးပေါ့နော်သူတို့ကကျွမ်းနဲ့ကျွမ်းနဲ့ပြန်မြန်တယ်သူကြောက်ခွဲတာပြန်ချုပ်တာပါညာနော်အဲ့တော့ဟိုကသူကပထမဆုံးဒီရင်ညွန်းကနေပြီးတော့အောက်ထိကပေါ့နော်ဒီလိုမျိုးဟို shape နဲ့လာတယ်ပြီးတော့မှဒီလိုအောက်ကိုတက်တက်ခွဲချလိုက်တာပေါ့လေအဲ့တော့အဲ့လိုဒါလည်းစတင်လိုက်ပေါ့သူကသွေးတွေကရှိနေတယ်ဗျသွေးလေးတွေကထွက်လာတယ်အဲ့ဒီမှာကျွန်တော်ရဲ့အခင်ဆုံးတကယ်ချင်းနာမည်ကတော့မပြောတော့ဘူးနော်အဲ့တော့ ဒါပေမဲ့ကျွန်တော်တို့လည်းအတန်းတူနေတော့တည်ပါသူဆိုတော့အတူကကျွန်တော်ဘေးမှာဟာသူကသူလည်းကျွန်တော်နဲ့အရန်ခင်တယ်တကယ်ချင်းနော်အရန်အရန်ခင်တယ်တကယ်ချင်းဆိုတော့သူကကျွန်တော်ဟိုနောက်တက်တယ်ပြင်တာအဲ့တော့နောက်သူကကျွန်တော်ဘယ်လိုခေါ်လဲဆိုတော့အမြဲတမ်းကျွန်တော်ကိုတသားလေးလို့သူကခေါ်တယ်သူကအဖေပေါ့လေတကယ်ချင်းနေမှာဒါပေမဲ့နောက်ပြီးခေါ်တယ်ကျွန်တော်တသားလေးလို့ခေါ်တယ်အဲ့တော့သူကကျွန်တော်ရဲ့ပခုံးပေါ်ကိုလာပြီးတော့သူကခေါင်းမိတယ်ပြီးတော့တသားလေးရဲ့ကိုမူးတယ်ကွာတဲ့ဆိုတော့ ျွန်တော်စိတ်ထဲကျွန်တော်တော့အမှန်တိုင်းပြောရင်ဟိုစိတ်ဝင်စားတာပုံများတယ်ကြောက်တာလည်းစားလို့ရှင်ဟိုဟိုအပေါ်တော့ဟိုသွေးညင်တဲ့လိုက်ရတယ်မှာရတယ်အနာနော်ဟိုမတူအနာဒီရင်ခွဲုံထဲမှာသွေးနာတော်တော်ဆိုးတယ်ဟိုသွေးညင်နာဆိုတာရဝီးလို့ရှိရလို့ရသိမှာပါအဲ့တော့အဲ့မှာကျွန်တော်တကယ်တည်းကကျွန်တော်ပြင်သားမှာကတ်တယ်တကယ်ချင်းကသူကကျွန်တော်အခင်ဆုံးတကယ်ချင်းဒါကျွန်တော်ပခုံးမှာသူကောင်းပြီးပြီးအသားလေးနဲ့ ဟိုမူးတယ်ကွာလို့ပြောတော့ကျွန်တော်ကခါလိုက်နေနောက်နေကြာဆိုနောက်နေတယ်တော့အောင်ပြီသူ့ကိုကျွန်တော်အသာလေးပခုံးနဲ့ပြန်တွန်းတယ်တော့သူအောက်ကိုပြုတ်ကြွားပြောင်းကြတော့ကျွန်တော်သူ့ကိုအများအများဟိုဘာပေါ့နော်ခါးနေပြီးတော့လှမ်းပြီးဆွဲလိုက်ရတာပေါ့နော်ဆွဲတော့အောက်တော့မကြပါဘူးအောက်တော့မကြပါဘူးဒါပေမဲ့သူ့ကိုကျွန်တော်တို့အားလုံးဟာဆရာလည်းတရိယာထားပြီးတော့ဒါကိုရက်ပြီးတော့မှသူ့ကိုဟိုပေါ့နော်ဟိုခဏပင်လာတော့ ပြန်ပြီးချွေးလေးပါရင်နဲ့ပြန်အမှုပြည့်တဲ့ဒီခဏဆောင်ပါဘောနော်ဒါကတော့ဟိုကျွန်တော်ဆရာဝန်တွေမှာတော့အတွေ့အကြုံအားများပါတယ်ကျွန်တော်တို့တွေဟိုခွဲစိတ်ဓာတ်တို့ဟိုရုပ်ဓာတ်လုပ်ခြင်းဘေးကရပ်ကြည့်ရမသိမကြိုက်ဘာကြောင့်ဆိုတော့သူတွေအတွေ့အမြင်မူပြီးတော့လဲသွားလိုက်တာတော့ဟိုရှိရပါဘောဆိုတော့ဒါကကျွန်တော်ရဲ့ပထမအဆုံးရင်ခွဲကြောင်ရင်ခွဲရောင်ရဲ့အမတ်တရားပါအမတ်တရားပါเนาะအဲဒါပေမဲ့အဲ့ဒီငွေချင်းတဲ့အခုဆရာဝန်ကြီးဖြစ်နေပါပြီเนาะ သူလည်းဟိုဟာပါရုတ်တရက်မို့လို့အဲ့လိုဖြစ်သွားတာတော်တော်လည်းပဲအဲဟိုဟာပေါ့နော်ဒါကမြေစုမစုံဖြစ်နိုင်ပါတယ်မိန်းကလေးတွေထဲမှာလည်းကျွန်တော်ထင်တယ်အဲ့ဒီရက်ကအဲ့ဒီကအမူးတဲ့တွေတော်များရှိတယ်တော်တော်ပါအဲ့တော့ဒါကျွန်တော်ရဲ့ပထမအဆုံးရင်ခွဲရုံနဲ့ပတ်သက်တဲ့အတွေ့အကြုံပေါ့နောက်အမတ်တမရဖြစ်နေတော့ထပ်ရင်ခွဲရုံနဲ့ပတ်သက်တဲ့အတွေ့အကြုံကတော့ အဲကျွန်တော်ကျောင်းသားဘဝပဲနောက်ဆုံးနေ့အပိုင်းကမှာပေါ့နော်အဲ့တော့ဆေးုံနေရတော့ကျွန်တော်မပြောတော့ဘူးဘာကြောင့်လဲဆိုတော့ဟိုမပြောသင့်ဘူးလို့ထင်တော့လေနော်ရန်ကုန်မြို့မှာရှိတဲ့အဲမင်္ဂလာရုံမှာရှိတဲ့ဆေးုံကြီးအကြီးတခုပေါ့ဗျာနော်ဟိုမင်္ဂလာရုံဆေးမှာကျွန်တော်ဆေးတက်ကလို့နှစ်နဲ့တွေ့ထားတဲ့ဆေးုံဆိုသိပါလိမ့်မယ်အဲ့တော့အဲ့မှာအဲ့နေရာ ကျွန်တော်တို့ကဟိုအဲဒီချိန်မှာကျွန်တော်နောက်ဆုံးနေ့အပိုင်းကာဆိုတော့တော်တော်လေးဟိုအတွေ့အကြုံရှိသွားပြီပေါ့နော်လူတွေဒီခွဲတဲ့ကိစ္စကကျွန်တော်တို့တိတ်အဆမ်းမဟုတ်တော့ဘူးအဲ့မှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မနေ့ပိုင်းရောက်သွားတဲ့အချိန်မှာအဲ့ရင်ခွဲရုံရဲ့ပတ်ပတ်တယ်မှာဒီအဖြူအစိမ်းနဲ့ဝတ်ထားတဲ့ကလေးတွေအများကြီးပဲစုပြုံနေတာတွေ့တယ်။အဲကျွန်တော်တို့အထက်ထဲဝင်သွားတဲ့အချိန်မှာအထက်ထဲကဆရာကြီးတွေပါဘောနော်ကျွန်တော်ပြောပြတယ် ျွန်တော်အဲ့မှာကျွန်တော်တို့ဟိုတင်ပြတဲ့ဒီဟိုပါဘောเนาะဆရာတွေရတပိုင်းပေါ့တကယ်လို့ကဟိုပါမောင်းခါရီဆရာတွေရတပိုင်းအဲနောက်တစ်ပိုင်းကတော့ဒီခွဲရပုံပုံတွေကကျွန်တော်ရင်ခွဲရောကဆရာကြီးပြ။เนาะသူတို့တွေကဒီခွဲတာစိတ်ဓာတ်အမတ်မြန်လဲပြန်ချုပ်တာအောင်เนาะကျွန်တော်တို့ဆိုရင်အဲ့မျိုးဟိုအကြ ాయి လောက်အောင်မှာသူတို့ကဟိုမှာဟိုခဏလေးပဲဗျာခေါင်းကိုခွဲတယ်အုံတော့ထုတ်တယ်เนาะ ောက်တစ်ခါရင်မက်ကိုဒီမျိုးခွဲပလိုက်တယ်နောက်ထုတ်တယ်ချိန်တယ်ဒါတွေကကြာနေလို့မဖြစ်ဘူးလေဘာလို့လဲနောက်ပိုင်းမှာအတူကကိစ္စတွေပဲလည်းရှိနေပါလိမ့်ဆိုအဲ့ဒီကကျွန်တော်အထက်ထဲဝင်သွားတာအထက်ထဲမှာရှိတဲ့ဆရာကြီးတွေကညနာမကောင်းအဲ့ဒါကျွန်တော်မေးကြည့်ဘာဖြစ်လို့လဲဆိုတော့ဟာဆိုတော့ကျွန်တော်တို့ဆရာဝန်တော့မဟုတ်သေးတယ်မဆရာပဲဆိုဆရာရဲ့ဒီမှာကြည့်ပါအောင်တဲ့ဒီနေ့အတော့ဟာတဲ့အဲ့ကျွန်တော်အဲ့တော်ရဲကိုဒီလိုဆွဲပြီးသူဖွင့်ပြတော့ကြည့်လိုက်တော့ ဟာဒီပုတ်ကလေးကခရီးလူငယ်လေးပဲဗျဆယ်တန်းကျောင်းသားလေးနှာခေါင်းမရှိဘူးလားနှာခေါင်းမရှိနှာခေါင်းကအဲ့ဒါကြောင့်ပြောနှာခေါင်းဘလို့ဖြစ်သွားတယ်ဆိုတော့နှာခေါင်းကကြွက်ကြိုက်သွားနော်နှာခေါင်းကိုကြွက်ကြိုက်သွားတယ်ဒီခရီးလေးကဘာဖြစ်ဒီကောင်းလေးကဘာဖြစ်တာလဲဆိုတော့သူရဲ့ချစ်သူစီကနေတော့အအဖြစ်မရတော့သူကဟိုဟောပါနော်ချစ်သူကသူချစ်တယ်ဆိုတော့အဖြစ်မရတာအဲအဲ့လိုသဘောမျိုးပေါ့ဗျာအဲ့တော့ရေဟိုဟာဒီတော့ ကရာတေကစားတဲ့ဒီကပတ်နဲ့လက်မျိုးကိုကျိုးလက်ချပြီးတော့သူကသေသွားတာအင်းသေသွားတော့သူ့ရဲ့မိဘတွေကလည်းဟိုဗျာအကောင်လေးပေါ့ဗျာနော်အကောင်လေးနောက်ခါဒီရာတဲ့ဒီကျောင်းသားတကယ်ချင်းနေတယ်ဖြစ်တော့ဒီတွေးဆယ်တန်းကျောင်းသားလေးဖြစ်လိမ့်မယ်ထင်တယ်အဲ့တော့တွေးစုတဲ့အရွယ်လေးပေါ့ဗျာနောက်ခါဒီကောင်မလေးကိုယ်တိုင်ကလည်းအပြစ်မှာဟိုးနေတယ်နောက်တစ်ခါသူတကယ်ချင်းနေကောလာတယ်အရန်ပေါ့ဗျာဟိုဟိုဟာပေါ့နော် လောင်ကျွားနေတာပေါ့နော်ပူဆွေးလောင်ကျွားနေတာပေါ့နော်သူကိုချစ်ခင်တယ်မြောက်ရပါတယ်အဲ့မဲ့အထက်ထဲမှာဖြစ်နေတဲ့ပြဿနာကပါတယ်ဆိုတော့ဒီအလောင်းမှာနှာခေါင်းမရှိဘူးအဲ့ကျွန်တော်တို့ကခွဲတော့မခွဲရသေးဘူးဒီနှာခေါင်းပြဿနာကိုဘယ်လိုလုပ်မလဲနှာခေါင်းကမရှိရင်လူတရားရဲ့မျက်နှာတော်တော်လေးအမြင်အားဆိုးတယ်ဗျဘာလို့ဆိုမျက်နှာမှာဗျာဟိုနှာခေါင်းနေရာကြီးကအပေါက်ကြီးဖြစ်နေပါတော့เนาะအဲ့တော့ကြည့်လိုက်ကြောက်စရာကြီးဖြစ်နေပါတော့เนาะဟိုဟိုနှာခေါင်းတစ်ခုလုံးကိုကြွက်ကကိုက်သွားတာ လိုကြိုက်တယ်တော့ကျွန်တော်လည်းမသိဘူး။ဘာလို့အဲ့ဒီရင်ခွဲကိုညီကတော်တော်ကြီးဟိုအစင်သားမင်းနဲ့ရေခွဲရွာပေါ့ရေခဲအကန့်နဲ့အကန့်နဲ့သူကပိတ်ပြီးတခြားထားတဲ့ဟာမျိုးအဲနိုင်ငံသားဆိုင်ပေါ့နော်။အဲ့တော့အဲ့မှာဘလို့ကြွက်ကဝင်ကြိုက်သွားတယ်တော့ကျွန်တော်လည်းမသိဘူး။ဒါမှမဟုတ်လည်းမကြုံဘူးပေါ့။အဲ့တော့ဘလို့ပဲဖြစ်ကျွန်တော်ကဟိုအတုဘချဖို့ပါလေအပြင်မှာစောင့်နေကြပြီအဲကျောင်းကဆရာဆရာမတွေဟိုကျောင်းသားတွေတော့အပြင်မှာအများကြီးစောင့်နေကြပြီဆိုတော့နည်းနည်းကြာသွားတာပေါ့နော်အဲ့မှာအလောင်းကိုဆောက်ခွဲတော့ ခွဲတော့ကျိုးဆက်ချတည်တဲ့အလောင်းဆိုတော့ကျွန်တော်တို့ကပထမဆုံးခေါင်းခွဲခေါင်းခွဲပြီးလို့ရှိရင်ကျွန်တော်တို့ကဒီဥယျာဉ်ကိုကျွန်တော်တို့ကဒီနောက်ကနေပြီးတော့ဒီလိုဖြတ်ပြီးတော့မှလှန်ပြီးတော့တံမြအကုန်လုံးလှန်လိုက်ပြီးတော့မှမျက်နှာပေါ်မှာကျွန်တော်ဖုံးရတယ်ဖုံးလိုက်ပြီးတော့မှဒီခေါင်းကိုဆိုတော့နောက်ပိုင်းကနေပြီးတော့ဒီလိုမျိုးပါပေါ့နော်ဒါနဲ့အဲဟွာနဲ့ဘာခေါ်လဲလွှတ်နဲ့တိုက်တိုက်ပြီးတော့မှဥကောင်းကိုလှန်လှန်ပြီးတော့မှအုံနောက်ကိုထုတ်ဟုတ်ပြီအုံနောက်ကို ကျွန်တော်ကစစ်ဆေးဖို့ပို့အထုတ်လိုက်တာပေါ့နော်အဲ့တော့အဲအဲ့လိုအနေထားမျိုးပေါ့နောက်တစ်ခါရင်ဘက်ကကြတော့ဒီလိုမျိုး y shape နောက်ဘက်မှာအလဲကိုတက်တက်ခွဲချတာပေါ့နော်ခွဲချဘက်မှာအထက်ထက်ကမော်တော့ရင်ခွဲပြီးဆိုရှင်အဲ့ဒီလေခန္ဓာကိုယ်တွေပေါ့ဘာမှမကြံတော့ဘူးဗျအကုန်လုံးကစစ်ဆေးဖို့အတွက်ကိုတင်းမှုတိတ်ခင်းဆိုလို့ရှင်အကုန်လုံးယူလိုက်တာဟုတ်ပြောင်းပြန်ချက်ပေးလိုက်ရင်အဲ့ဒီမှာအုံနှောင်းလည်းမပါတော့ဘူးအဆုတ်တို့ဂရီစာတို့ဘာတို့ဘာတို့ခုမှမပါတော့ဟုတ် ဟိုပါပဲပေါ့အခွန်ကြီးပဲပေါ့နော်အဲ့တော့အဲ့လိုမျိုးလုံနေစဉ်တန်းလာမှာအပြင်ကကလေးတွေကထိန်းလို့မရတော့ကြာပဲပေါ့နော်နောက်သူတကယ်ကြီးကိုအရန်ကြည့်နေတယ်ဆိုတော့နောက်ဆုံးဒီရင်ခွဲရုပ်ရဲ့တစ်ခါဟိုသူကအတင်းတွန်းရအောင်တွန်းတော့အတွင်းကဆရာကြီးရဲ့လည်းပြန်မတော့တော့မှာဝင်လို့မရအောင်ဆိုတော့ဒါပေမဲ့သူကလူငယ်တွေမလားအားလည်းမရအောင်နောက်ဆုံးတခါကြီးကပွက်သွားပါလား ွင့်သားကကျွန်တော်မှတ်မိဆရာကြီးပြောကလည်းစိတ်တူတော်မှာပေါ့လေအဲသူကမင်းတို့တော့ကြည့်ကြတယ်ကြည့်ကြကွာဆိုအဲ့လိုပြောတော့သူကအထဲလက်ရောက်ကသူတို့ပြောလိုက်ထားလို့မဟုတ်ဘူးလေဗျာနော်ဟိုမျက်နှာနှခေါင်းလည်းမရှိဘူးနောက်ခါခေါင်းကြီးကလည်းဟိုဟိုတော့ကြည့်ကပွင့်တော့လှန်ထားတာပြင်ပတ်တွေကလည်းခွဲထားတာဆိုတော့အလုံးကအမလီဆိုអော်ပြီးထွက်ပြေးကြတာပေါ့နော်လဲလူလဲ queries တူပဲပေါ့လေဆိုတော့အဲဒါလည်းကျွန်တော်အတွက်ကအမှတ်တရတစ်ခုဖြစ်နေတာပေါ့နော်ဟို ဘယ်လိုပြောမလဲဆိုတော့အမှန်တိုင်းပြောရင်တော့ဟိုအမြင်တဲ့ဟာမမြင်တာကောင်းပါလေเนาะနောက်တစ်ခုကကြတော့ဟိုတေသူရဲ့ပိတ်ခါဆိုတာလည်းရှိနေရလေကျွန်တော်ဆိုအများအခုနောက်ပိုင်းဆိုရင်ပုံပုံလေးဒါကျွန်တော်ဒီတိုင်းလာပြောပြတာဒါပေမဲ့ဟိုတခါကျတော့ဟိုပေါ့เนาะတေသူရဲ့ identity ရောဘာရောအဲ့ဒါတွေကိုကျွန်တော်မထိခိုက်ဖို့အတွက်အထူးသတိထားပြီးပြောတယ်အဲ့တော့ဟို လူတယောက်ကတည်သွားတယ်ဆိုရင်သူသိထား identity အရော or on a dignity အရော share လေနော်အဲ့တော့လူတယောက်ရဲ့ dignity ကိုကျွန်တော်တို့ကစေပညာတွေကလိုအပ်လို့ခွဲစိတ်ပြီးတော့ကြည်ဒါဆိုတာဒါတည်သွားတာဟိုတည်မှုတည်ခြင်းဆိုတာကျွန်တော်တို့ကလာတကယ်တက်တည်တာဟုတ်လားမဟုတ်လားသူသူအုံနောက်ထဲမှာဘလို့ဖြစ်လဲဒါသူ့ရဲ့ဒီကြောရိုးတွေမှာဘလို့ဖြစ်လဲနော်တော့တစ်ခါသူ့ရဲ့ဒီခန္ဓာကိုယ်ထဲမှာတခြားအစိတ်တောက်ထားတာရှိတာ ောင်းသေးသေးမှရှိရကင်မရာတွေကဘလို့ဖြစ်နေလဲအဆုတ်ကဘလို့ဖြစ်နေလဲအစသဖြင့်အကုန်လုံးကကျွန်တော်တို့သိဖို့လိုအပ်လို့လောက်ရတာဟုတ်ဒါကြောင့်လို့ကျွန်တော်တို့ကဒီလူတယောက်ရဲ့တိတ်ခါပေါ့နော်တည်သွားတဲ့လူပြတိတ်ခါကိုထိမ့်သိမ်းသွားအပြင်ခုနနှခေါင်းကိစ္စတော့မှဆရာကြီးတွေပူတယ်ဆိုတာအလောင်းမလှပါဆိုလို့နော်နှခေါင်းမရှိဘူးဆိုရင်ဟိုအပြစ်ပေးခံမှာစုခံမှာဆိုင်ဒီအလောင်းကိုဘယ်လိုပြမလဲဆိုတဲ့ဥစ္စာပေါ့ဟိုခက်လို့ ဟိုဒီလိုဖြစ်ကြတာပေါ့နော်လှတက်လာပါပါကျွန်တော်ဖြစ်စေခြင်းတဲ့သဘောပေါ့နော်အဲ့ဒါကြောင့်မို့ကြာပါတော့ပေါ့အဲ့တော့နောက်ဆုံးတော့ပြီးသွားပါတယ်ပြီးသွားပြီးတော့နှာခေါင်းကိုတော့ကျွန်တော်တို့ကိုယ်နဲ့ပဲဆို့ပေးလိုက်ရတာပေါ့နော်အဲ့တော့လူတွေကလည်းအဲ့ဒါဖြစ်လိုက်တော့လည်းတမျိုးခက်ကောင်းကောင်းဟုတ်ပေါ့နော်ဟိုလန့်ဖြန့်ပြီးတော့တောင်းတောင်းလည်းအခါဟုတ်မကြည့်ရတော့ဘူးအဲ့တော့နောက်ဆုံးမှတ်မှတ်ရတာတော့အလုပ်ခွဲပြီးတော့ကျွန်တော်တို့အလောင်းကိုထုတ်ပေးလိုက်ပါတယ်အပြင်ကိုနော်အပြင်ကိုထုတ်ပေးလိုက်ပြီးတော့ဒီခရီးရတယ် ရှိမှာပေါ့အသက်16 19လောက်ပဲရှိတော့ပေါ့ပြောပြရကောင်းတယ်ယူလေးပါအဲ့တော့သူသူရဲ့လောင်းဟိုတကယ်တင်နေရဟိုပေါ့တော့ဝင်နေစားနေပဲလက်ဆောင်သွားတော့နော်အတူပါအတွက်ကိုစီစဉ်လိုက်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ပြောတဲ့အထင်မှာအကြောင်းနှစ်ခုပဲရှိသေးတယ်ကျွန်တော်အမှတ်တရဖြစ်တာပထမတစ်ခုကပထမဆုံးခွဲတဲ့အမျိုးသမီးတကယ်ချင်းမူပြီးတော့လိန်ကြတယ်ပေါ့နော် ဒိန်ဂျာဆိုတာအောက်ကိုမကြောက်ဘူးအောက်ကြောက်ရင်အောက်မှာရေတွေရှိရတာနည်းနည်းအဲ့ဒီကရေခွဲခဲအီယုံဆိုတော့သူကအောက်မှာရေဆက်ဆက်ဆက်ဖြစ်နေတယ်လေဆိုတော့အဲ့ဒီရေတွေကမတန်နဲ့မတန်အောင်ဆိုတော့သူအဲ့ဒီရေတွေဘာလို့မထိလိုက်ဘူးအဲကဲတဲ့သူကတော့မလိုက်တဲ့သူကတော့ကျွန်တော်ပေါ့နော်နော်နောက်နံပါတ်2ကတော့အဲ့ခုနကနှာခေါင်းကိုကြက်ကြိုက်တဲ့ကိစ္စပေါ့နော်အဲ့ဒီနှစ်ခုကိုကျွန်တော်အရင်ပြောပြလိုက်ပါတယ်အဲ့တော့အဲနောက်ထပ်နှစ်ခုရှိသေးတယ်အဲ့ဒါပို့ပြီးစိတ်ဝင်စားဖို့ကောင်းတယ် အဲ့တော့ဟိုနောက်တစ်ခါကျွန်တော်ထပ်ပြီးတော့ဟိုတင်ပေးဖို့ရှိပါတယ်အဲ့တော့ဟိုဒီဥစ္စာကိုကျွန်တော်ပြောတဲ့ဟာကဘုံဝင်နေနေပြောရရင်ကျွန်တော်စိတ်ထဲမှာပြောကျင်စိတ်ရှိနေလို့ကျွန်တော်ပြောတာပါဟိုတကယ်လို့ပေါ့နော်ဒီဥစ္စာဟိုနားမထောင်နိုင်ဘူးစိတ်မချမ်းသာတဲ့သူတွေဆိုရင်လည်းကျေးဇူးပြုပြီးတော့ဟိုဆက်နားမထောင်ပါနဲ့ကြော်လာလိုက်တာပို့ကောင်းပါတယ် ။ဘာကြောင့်လဲဆိုတော့ဟိုဒါစိတ်ချမ်းသာစရာကြော်စရာကောင်းတဲ့ကိစ္စတစ်ခုတော့မဟုတ်လို့ပါ။ဒါပေမဲ့တစ်ဖက်ကလည်းရင်ခွဲယုံနေတဲ့သဘောကလူတွေတည်ဆုံးသွားရင်ဖြစ်တတ်တဲ့သဘောပါလေ။ကျွန်တော်အကြံပေးအဖြစ်ပြောပြခြင်းဖြစ်ပါတယ်။နောက်တစ်ခုကလူပါဗျာ။တကယ်ကတော့အခုရပိုင်းတည်းမှာတည်သွားတဲ့နော်ဒီခလေးလေးတွေနော်အများကြီးအကြောင်းကျွန်တော်စိတ်မကောင်းပါဘူး။နော် ဟိုအပြစ်မဲ့ကလေးတွေပေါ့ဗျာ yes ဆက်အဲ့ဒါအဲ့တော့အဲအဲ့ဒါတွေကိုတွေးပြီးတော့ကျွန်တော်ခေါင်းထဲမှာဒါရောက်လာတာတော့ကျွန်တော်လည်းမပြောရဘူးနော်ဟိုဒါတွေဟာစိတ်မကောင်းစရာတွေပါဒါပေမဲ့တစ်ဖက်ကလည်းလူဖြစ်လာပြီးရင်တော့လည်းမလဲမသိရင်ဆိုင်ရမယ့်ကိစ္စတွေပေါ့လေနော်အဲ့တော့အဲ့ဒါလောက်နေပဲကျွန်တော်ပြောရင်ကျွန်တော်ရဲ့ပထမပိုင်းအစည်းအဝေးကိုကျွန်တော်အဆုံးသတ်ပါတယ်တကယ်လို့အာအားပေးတဲ့လူတွေ ားထောင်နေတဲ့လူတွေရှင်တော့ကျွန်တော်ဒုတိယပိုင်းကိုဆက်ပြောဖို့အစီအစဉ်ရှိပါတယ်ကျေးဇူးတင်ပါတယ်